ုတိယကမ္ဘာစစ်တွင်ဂျပန်တွေရဲ့စစ်သုံးပန်းစခန်းမှာပိတ်မိခဲ့တဲ့ပိတိရှာလေးရင်မူဇလန်လေးရဲ့အစမှာတော့1950ပြည့်နှစ်ဂျပန်နိုင်ငံမှာစပြုထားပါတယ်။ပိတိရှာတော်ဝင်လေတပ်ကလေးရင်မူဟောင်း James Wright ကတိုဂျိုတခုတည်းကိုရောက်လာပြီးတိုဂျိုကဆရာနဲ့စကားပြောနေပါတယ်။သူကတိုဂျိုကဆရာရဲ့ဖိနဲ့တည်ကျွမ်းခဲ့ပြီးစစ်သုံးပန်းစခန်းမှာတွေ့ဆုံခဲ့ဖူးတာပါ။ဒါမဲ့ဂျပန်ဆရာကအဲ့ဒီနိုင်ငံသားသားကိုမနှိမ်မြို့တဲ့အတွက်ကြောင့်သူ့တပည့်တွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါမဲ့လေ Rice ကခရာတီသမားတွေကိုအလွယ်တကူတွန်းလှန်ချေမှုနိုင်ခဲ့ပါတယ်။ ဆရာဖြစ်သူကရက်ခမ်းလိုက်ပြီးဘာကြောင့်ဒီကိုရောက်လာတာလဲဆိုတာကိုမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဇလန်က1942ခုနှစ်ဖိလစ်ပိုင်နိုင်ငံဘာတာအန်ကျွန်းနေစီကိုရောက်ရှိသွားပါတယ်။ဒီကြောင့်တိုက်ပွဲတစ်ခုမှာရိုက်စ်ရဲ့လေယာဉ်ပစ်ချခံလိုက်ရပေမဲ့သူကအချိန်မီခုန်ထွက်နိုင်ခဲ့ပါတယ်။မနက်ပိုင်းကိုရောက်တော့ဂျပန်စစ်သားတပ်ဖွဲ့ကသူ့ကိုလိုက်ရှာနေခဲ့ကြပါတယ်။ရိုက်စ်ကသူ့တငယ်ချင်းအလောင်းတွေကိုမြေမြုပ်ပြီးဓားတစ်ချောင်းနဲ့တပ်ပင်နောက်မှာပုံနေခဲ့ပါတယ်။သူကဂျပန်စစ်သားနှစ်ယောက်ကိုရဲရဲစက်စက်တပ်ပြီးတော့တောင်းနယ်ထဲကိုထွက်ပြေးလိုက်ပါတယ်။ ဒါမဲ့မကြခင်မှာပဲသူကဝိုင်းခံလိုက်ရပါတယ်။ဂျမန်တမှုက Rice ကိုအဲ့ဒီညမှာပဲကွမျက်ဖို့ရွယ်ခဲ့ပေမဲ့ချက်ချင်းပဲစိတ်ပြောင်းသွားပြီးတော့အကျဉ်းသားကိုစကန်းစီခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်။ S ကန်းကိုတိုဂျိုကဆရာရဲ့ဖခင်ဖြစ်သူဒုတိယဗိုလ်မှူးကြီးအီတာကဦးစီးနေတာဖြစ်ပါတယ်။တမှုကလေမှုကိုကောင်းပြတ်ဖို့အမိန့်ပေးခဲ့တာကြောင့်သူ့ကိုတော်ရဲပြန်ခေါ်သွားခဲ့ကြပါတယ်။အဆောင်တစ်ယောက်ထွက်သွားတဲ့အချိန်မှာ Rice ကခောက်ဝဝတမှုနဲ့နှစ်ယောက်တည်းကြံခဲ့ပါတယ်။ Rice ကတော့သူ့ကိုသူရုံးထွက်ပြီးတော့အဆောင်တွေကိုတယောက်ပြီးတယောက်ဓာတ်နဲ့ထိုးတက်နေပါတယ်။ Rice ကထပ်ပြေးထွက်ပြေးခဲ့ပေမဲ့မကြခင်မှာပဲထောင်ချောင်းမိပြီးတော့မြေပေါ်မှာတွဲလောင်းဖြစ်နေခဲ့ပါတယ်။အဲလိုနဲ့သူကဒမူးစီကိုပြန်ပြီးတော့ခေါ်သွားခံခဲ့ရပါတယ်။ဒီချိန်မှာတော့ဒမူးက Rice တယောက်ထဲနဲ့တပွဲလုံးကိုတပ်ပြစ်ခဲ့တဲ့အတွက်ပို့ပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်။ဒါကြောင့်သူ့ကိုသူသေးကိုသေးတက်ခိုက်ခံပြီးအရှက်ရစရာကောင်းအောင်ရှုံးနေပြီးတော့တေဆိုးအောင်လုပ်ဖို့စီစဉ်လိုက်ပါတယ်။ဤလာနဲ့ Rice ကိုစေကြောရေးတဲ့ထပ်ပိတ်ခဲ့ပြီးတော့ညနေပိုင်းမှာတော့ကြမ်းတဲ့စသုံးပန်းတွေလည်းပြန်ဟုတ်လာခဲ့ပါတယ်။ သူကမိုးစိမ်ဝင်းတဲ့လူတယောက်ဂရိလူမျိုးတယောက်နဲ့ဗီလာနူအေဘာလို့ခေါ်တဲ့အမေရိကန်လူမျိုးတို့နဲ့အတူနေရတော့မှာဖြစ်ပါတယ်။သူတို့ထဲကတချို့ကိုမိုင်60ကျော်ကတခြားစခန်းကိုပို့နေကြောင်း Rice ကိုပြောပြခဲ့ကြပြီးအဲကိုသွားရမယ့်စားတိလိုက်တာကမှပိုကောင်းအောင်မယ်လို့ပြောနေခဲ့ကြပါတယ်။မနေ့ကမှတော့လေးကျင်အော်ဟစ်တန်တွေစတင်နေပါတယ်။အီတာဟာခရာဒီသမားဖြစ်တာကြောင့်သူ့ရဲ့စစ်သားတွေကိုနေတိုင်းတိုက်ခတ်နေတွေလေးကျင်စေပါတယ်။လေးကျင်ပြည်တဲ့နောက် Rice ကိုတူးတောက်ခိုင်းခဲ့ပါတယ်။ ကောင်းပြတ်ခံရတော့မယ်လို့ထင်နေခဲ့ပေမဲ့အဲဒီစားသူ့လက်တွေကိုလွှတ်ပေးခဲ့တာပါနိုင်ငံသားသားကိုတက်ဖို့တဲ့သူတွေကိုယ်တွေတိုက်ပွဲတွေကိုကျင်းပဖို့ကိုအီတာကပို့ပြီးတော့နှက်တက်ပါတယ်သူရဲ့အကောင်းဆုံးတိုက်ခိုက်သမားကိုခေါ်လိုက်ပြီးတော့စီကန်ဖောက်ပစ်ခဲ့တဲ့ဖိလစ်ပိုင်လူမျိုး၃ဦးကိုတိုက်ခိုက်ခိုင်းပါတယ်ပထမလူကတိုက်ခိုက်လိုက်ပေမဲ့လက်သေးချက်တွေအောက်လဲကျသွားခဲ့ရပါတယ်ပြီးတာနဲ့အဲဒီသားရဲလူလူကကျန်တဲ့ပြိုင်ပွဲနှစ်ယောက်ကိုပါဆက်ပြီးတော့တိုက်ခိုက်နှိပ်စက်ပါတယ်နောက်တစ်ယောက်ကတော့ဗြိတိသျှလူမျိုး Rice ပဲဖြစ်ပါတယ်သူကဝင်လာတာနဲ့သားရဲလူလူကိုကန်လိုက်ပြီး လက်သီးကိုတန်ရိုက်ခုံပေါ်ထုချသလိုအဲ့ဒီလူရဲ့ခေါင်းကိုထုချပစ်လိုက်ပါတယ်။အဲ့လူကချက်ချင်းတေဆုံးသွားခဲ့ပြီးတော့အီတာကလည်းတဲတဲကိုပြန်ဝင်သွားခဲ့ပါတယ်။သုံးပန်းဖြစ်နေတော့မှပဲ Rice ကဘူကြီးကော်လန်ဆန်နဲ့တီးခဲ့ရပါတယ်။ကျန်တဲ့စစ်သုံးပန်းတွေက Rice ရဲ့အောင်ပွဲကိုအရင်နဲ့ဂုဏ်ပြုခဲ့ကြပါတယ်။ဒါကြောင့် Rice ကဟောင်ကောင်ထိုင်းနဲ့ဂျပန်မှာပါတိုက်ခိုက်နည်းတွေကိုသင်ယူခဲ့တဲ့အကြောင်းကျန်တဲ့အဖော်တွေကိုပြောပြလိုက်ပါတယ်။အီတာကလည်း Rice ကဘယ်ကလာတာလဲဆိုတာကိုစိတ်ဝင်စားသွားပါတယ်။ ူက Rice ရဲ့ဒီလန်ကတကယ်ကိုကြောက်စရာကောင်းတဲ့ဒီလန်တွေပဲဆိုတာကိုပြောခဲ့ပါတယ်။ Ita က Rice ရဲ့ဘားကိုတားနဲ့ချစ်လိုက်ပြီးသူ့ဖခင်ရဲ့ British လဝါကတ်တိုင်ကိုတင်းယူကမနေ့ပြန်မှသူတည်ရတော့မယ်လို့ကြေပေးခဲ့ပါတယ်။မကြခင်မှာပဲ Rice ကိုတိုက်ခိုက်ဖို့ကွင်းထဲကိုခေါ်လာပါတယ်။သူက Ita ရဲ့အကောင်းဆုံးတပည့်၃ယောက်ကိုတပြိုင်တည်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။ဒါမဲ့ Rice ကတော့သူတို့ကိုမတ်တပ်မရနိုင်တဲ့အထိကိုရိုက်နှက်ခဲ့ပါတယ်။သူကနောက်ဆုံးတစ်ယောက်ကိုလေပင်းညစ်ပြီးတတ်နိုင်ပေမဲ့လည်းအဲ့လိုမလုပ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ITA Champion အစ်ကိုဥညွန့်ပြီးတော့တဲတဲကိုပြန်ဝင်သွားခဲ့ပါတယ်။ Rice ကဘသူ့ကိုမှမတက်ခဲ့ပေမဲ့လည်းရှုံးသမားတွေကို ITA ကတည်တံ့ချမှတ်ပြီးတော့တက်ခဲ့ပါတယ်။စစ်သုံးပန်းတွေကတော့တဖြည်းဖြည်းထွက်ပြေးဖို့စီစဉ်နေခဲ့ကြပြီးပထမဆုံးအနေနဲ့သူတို့ရဲ့ဒီနေရာကိုမဟာမိတ်တွေစီအတိပေးနိုင်ဖို့ရေဒီယိုကိုရှာရမှာဖြစ်ပါတယ်။အဆောင်တစ်ယောက်ကိုမျောစင်ကနေဆင်းလာအောင်ကျင်းသားတွေကရန်ပွဲတစ်ခုဖန်တီးခဲ့ကြပါတယ်။ပြည်ထောင်နဲ့အနီးဆုံးဖြစ်တဲ့ Rice ကမျောစင်ဘောကိုတက်သွားခဲ့ပါတယ်။ သူကရေဒီယိုကိုခိုးယူလိုက်ပြီးဂျပန်နေတနက်ဖောက်ပြီးလူစုခွဲတဲ့အချိန်မှာချိန်မီထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါမဲ့ Rice ကိုသူနာပြုတယောက်ကမြင်သွားခဲ့ပါတယ်။ဒါမဲ့ရိုးစိုးစိုးစစ်သားတယောက်ကသူမကိုနှောက်ယှက်နေခဲ့ပြီးတော့ပါးကိုပါရိုက်ခဲ့ပါတယ်။ခရီဇာကလည်း Rice လိုမျိုးဒီနေရာကနေထွက်ပြေးကျင်နေခဲ့တာပါ။နောက်တစ်ရက်မနက်မှာတော့အီတာကစသုံးပန်းအားလုံးကိုလက်ညှိုးထိုးပြီးဖိလစ်ပိုင်လူမျိုးတယောက်စီရောက်တော့ရိုက်လိုက်ပါတယ်။သူကအဲ့လူကိုညကစကန်းကနေထွက်ပြေးဖို့ကြိုးစားတယ်လို့ဆွဆွဲလိုက်တာပါ။ အဲ့လူကသူမဟုတ်ပဲထိပ်ပြောင်တဲ့လူလို့ပြောခဲ့တဲ့အတွက်ဒီတာကသူတို့နှစ်ယောက်လုံးကိုကောင်းပြတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဂျွန်စီကဒီနှစ်ယောက်ဘလို့ထွက်ပြေးခဲ့လဲဆိုတာကိုတီးပြီးတော့ Rice ကိုပြောပြခဲ့ပါတယ်။ရပ်ဘက်မှာတော့ Rice ကစက်ကြောရေးတဲရဲ့တသားပြဟောင်းတွေကိုဖယ်ပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ပြီးတာနဲ့သူကပုံရှိုးကွရှိုးသွားလိုက်ပြီးနောက်ဆုံးမှစကန်နယ်မြေကိုကြော်ကတော်ရဲကိုပြေးဝင်ခဲ့ပါတယ်။ Rice ပျောက်ဆုံးသွားတာကိုမိုးမလင်းငင်ကလေးကတီးခဲ့တဲ့စသားငယ်လေးကဘာကြောင့်မှမသိတဲ့တင်မပြေးခဲ့ပါဘူး။ Rice ကရေဒီယိုကနေမဟာမိတ်တွေစီဆက်သွယ်နိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့ အင်္ဂလိပ်စကားအစား Navajo ဘာသာစကားနဲ့ကိုဝယ်ထားတဲ့ဆက်သွယ်မှုတွေကိုပဲကြားလိုက်ရပါတယ်။ဒါပေမဲ့ဒါကအမေရိကန်တွေကနီးနားမှာရှိနေတယ်လို့ဆိုလိုတာပါ။အဲဒီနောက် Rice ကဂျွန်ဘိုးတွေထဲမှာလေယုံစီးဆက်တစ်ခုကိုတွေးခဲ့ပြီးဂျန်တဲ့လူတွေကိုလည်းပြောပြခဲ့ပါတယ်။သူတို့ရဲ့ထက်ကနေလေယုံစီးပြန်တန်းလာရင်လေယုံစီးဆက်ကိုဂျိုးနယ်ဆွဲပြီးတော့ထွက်ပြေးနိုင်တယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ဂျန်တဲ့သူတွေကတော့အနေအများတယ်လို့မြင်နေကြပါတယ်။အီတာက Rice ကို သူ့စီခေါ်လာခိုင်းပြီး Navajo ဘာသာစကားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ ူက rice လည်းဘာသာပြန်နိုင်မလားဆိုတာကိုသိစဉ်နေခဲ့တာပါဒါမဲ့နာဗာဟိုတွေကလွဲပြီးတော့ဘယ်သူမှနာဗာဟိုဘာသာစကားကိုမသိကြပါဘူး rice ကလည်းတမှုကိုညင်းပယ်ခဲ့တာကြောင့်သူကအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်ဒီတာက rice ကိုမယိုင်းတဲ့အတွက်ဂျိန်လုံးနေနဲ့ရိုက်နေပြီးတော့ပြစ်ပေးဖို့အမိန်ပေးလိုက်ပါတယ်သူတို့က rice ကိုဝင်းရံကသူ့ရဲ့ခန္ဓာကိုယ်ကိုအားကုန်ကိုရိုက်နေခဲ့ကြပါတယ်ဆိုင်နေမှုတွေကြောင့် rice ရောက်ဒူးရောက်ကြာသွားတဲ့အချိန်မှာသူ့ရဲ့လက်တွေကိုကျိုးပြီးပေးခဲ့ပေမဲ့မြန်မာနှိမ့်ဆက်မှုကတော့မပြီးဆုံးသေးပါဘူး ဒီချိန်မှာတော့သူမျက်နှာကိုတော့ရိုက်ခဲ့တဲ့အတွက် Rice ကြောက်တီးမခံနိုင်တော့ပဲပြန်ပြေးတိုက်ခိုက်ခဲ့ပါတယ်။သူကသူ့ကိုရိုင်းနေနေတဲ့သူတွေကိုတိုက်ခိုက်ခဲ့ပေမဲ့လည်းသူတို့ကိုမတက်ခဲ့ပါဘူး။စစ်သားတယောက်က Rice ကိုတနက်တင်နဲ့ရိုက်လိုက်ပြီးအီတာကဒေါသထွက်ကစသုံးမန်းတဝက်လောက်ကိုတနက်နဲ့ပစ်တက်ပြီးတော့ကွပ်မြစ်ခဲ့ပါတော့လေ။နေ့ရက်ကြာမှာတော့ Rice ကဆေးုံတဲထဲမှာတတိပြန်ရလာခဲ့ပါတယ်။ပုံမှန်ဆိုဒီနေရာကိုတန်ရရတဲ့ဂျပန်တွေကိုပဲပို့ပေးပြီးတော့ဖီတီရှာလူမျိုးကိုလည်းကုသပေးဖို့အီတာကအမိန်ပေးခဲ့တာဖြစ်ပါတယ်။ Rice နောက်တစ်ချိန်လိုလာတော့တနက်တန်တွေကိုကြားလိုက်ရပါတယ်။ ဒါကအကွက်မြက်နေတာပဲလို့အီတာကပြောပြလိုက်ပြီး Rice ကလည်းနောက်နေ့မရောက်ခင်ကောင်းကောင်းနားထားဖို့ပြောလိုက်ပါတယ်။ Rice ကသူမချောခင်မှာတိုက်ခိုက်ရေးသမားတွေပဲကုံသွားမယ်လို့ပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲရုတ်တရက်ပေါက်ကွဲတန်တွေစက်တိုက်ထွက်ပေါ်လာခဲ့ပြီးတော့အမေရိကန်တွေရောက်လာတော့မှဖြစ်ပါတယ်။ဒါမဲ့ဒါသာအမှန်တကယ်ဖြစ်ခဲ့ရင်တော့အီတာသာမကသူ့ရဲ့စစ်သားတွေနဲ့စစ်သုံးမှန်းတွေအားလုံးအကုန်လုံးတည်ကုန်ကြပါလိမ့်မယ်။အဲဒီညမှာတော့ Rice ကတယောက်တည်းတော်လေးကိုမသွားခဲ့ပဲကာဘာရီယန်နဲ့တူသွားခဲ့ပါတယ်။ဒါမဲ့သူတို့ကဂင်းဆောင်တယောက်ရဲ့မျက်စိအောက်ကိုလည်းရောက်သွားခဲ့ပါတယ်။ ။ဗိုက်စ်ကသူ့ကိုလက်သီးနဲ့ထိုးချလိုက်ပြီးတော့ဂါဘရီယယ်ကတော့လေဘင်းကိုတားနဲ့လှည့်ပြက်ကတတ်လိုက်ပေမဲ့သူတို့ကိုကူညီပြီးကောင်းကောင်းဆက်ဆံပေးတဲ့စစ်သားငယ်ကိုတော့ချမ်းသာပေးခဲ့ပါဗျ။အကျဉ်းသားတွေစစ်ကြောရေးတဲ့ကိုပြန်အောင်ပြီးမှစစ်သားငယ်ကချက်ပေးခဲ့ပါတယ်။နောက်နေ့မနက်မှာတော့မင်းသားကကင်းစောက်တိုက်ခိုက်မှုတွေဝကြီးကောလန်ကိုဆွဆွဲခဲ့ပါတယ်။ Rice ကမနေ့တုန်းကသူကိုယ်တိုင်စကန်နဲ့ရှောက်သွားခဲ့ကြောင်ပြောခဲ့ပေမဲ့ဝကြီးကတော့အခင်းဖြစ်တဲ့နေရာမှာဖမ်းမိထားတာဖြစ်နေပါတယ်။ Rice ရဲ့ဘေးမှာနှိမ့်ဆက်ခံထားရတဲ့ကျဉ်းသားတယောက်ကိုပြစ်ချလိုက်ပြီးတော့ အဲ့ဒါကအဲ့ကျင်းသားကိုတားမြစ်ထားတဲ့နီးစနစ်တဲ့တစ်ချက်တည်းတပ်ပြဖို့အမိပေးခဲ့ပါတယ်။ရိုက်ကညင်းဆန်တော့အီတာကဖီလီပိုင်လူမျိုးကိုပြစ်တက်လိုက်ပါတယ်။ဒီနေ့မှာတော့ကွန်လန်ကအတူအသက်တွေတိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။သူကရိုက်တဲ့မနေမဲ့ပြန်ဘက်တွေကိုတိုက်ခိုက်နိုင်ခဲ့ပြီးသူတို့တဲကတယောက်ရဲ့လယ်ဘင်းကိုတော့ကိုက်ဖြတ်ခဲ့ပါတယ်။ကွန်လန်ကအတီးတီးတတအားသာနေတာကြောင့်တိုက်ပွဲကိုရပ်တန့်လိုက်ပြီးတော့စသုံးမန်းအားလုံးကိုစစ်ကြောရေးတဲ့ကိုပြန်ဝင်ခိုင်းခဲ့ပါတယ်။ညနေပိုင်းမှာ Rice ကအီတာကိုတယောက်ချင်းတိုက်ခိုက်ဖို့ကမ်းလှမ်းလိုက်တဲ့အတွက်အီတာကလည်းသဘောတူလိုက်ပါတယ် ဒါမဲ့အီတာကသူ့လူတွေကို right ကိုချုပ်ထားခိုင်းပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ right ကသူ့ဘော်တွေကိုဒီနေ့ညပဲထွက်ပြေးဖို့အကြံပေးခဲ့ပါတယ်။ဒါမဲ့ message ပို့ဖို့အတွက်တစ်ချိန်ပဲခွင့်ရရမှာဖြစ်ပြီး message ပို့လိုက်တာနဲ့ radio ရှိတယ်ဆိုတာနဲ့သူတို့ရဲ့ဒီနေရာကိုတည်သွားကြမှာဖြစ်ပါတယ်။နောက်ကြမှာတော့ right က Gabriel နဲ့အတူသူတို့ကအမေရိကန်တွေကိုတရင်ပို့ခဲ့ပါတယ်။သူတို့နှစ်ယောက်စကြောရေးတွေကိုပြောင်းထုတ်တဲ့အချိန်မှာတော့အိရာအားလုံးကပလာဖြစ်နေခဲ့ပါပြီ။အဲဒီအချိန်မှာပဲဂျပန်တွေဝင်လာပြီးတော့သူတို့ကိုထိုးကျစ်တိုက်ခိုက်ပါတော့တယ်။ သူတို့သတိပြန်ဝင်လာတဲ့အချိန်မှာတော့မဟာမိတ်တွေကစကန်းကိုဖုံးကျဲနေပါပြီ။ပရီဇာကလည်းဂျင်းသားတွေကိုလွတ်ပေးနေပါတယ်။အခုချိန်မှာတော့သူတို့ရေဒီယိုကိုပြန်ယူပြီးတော့လူတွေကိုခေါ်ထုတ်ဖို့လိုနေပါပြီ။ထွက်ပြေးဖို့ကြိုးစားခဲ့ကြတဲ့ဖိလစ်ပိုင်စစ်သုံးဘန်းတွေကိုဂျပန်တွေကအကုန်လုံးတတ်ပြစ်နေခဲ့ပါတယ်။ပရီဇာနဲ့သူမရဲ့တငယ်ချင်းကဒဏ်ရာရဟန်ဆောင်ပြီးတော့စစ်သားတအုပ်ကိုကူညီတောင်းခဲ့ပါတယ်။ဤရာနဲ့မိန်းကလေးတွေကစစ်သားကိုဒါနဲ့ရေးရဲဆက်ဆက်ကိုထိုးတက်ခဲ့ကြပါတယ်။ ။နောက်ပြီးသူတို့ကမျိုးစင်ဘော်ကိုတက်ခဲ့ကြပြီးဒီချိန်မှာဂျပန်တွေက73မှန်းအုပ်စုလိုက်ကိုတပွဲပြီးတပွဲကိုကွပ်မြင့်နေခဲ့ပါတယ်။ကာဘရီယာကဂူညီတောင်းနေတော့ Rice ကစစ်သားတွေကိုတနက်နေ့ပြစ်ခတ်နေခဲ့ပါတယ်။စတုံးမန်းတွေကလည်းမငြိမ်မသက်ဖြစ်နေတာကိုခွင်ကောင်းယူပြီးတော့အရက်မျက်နှာပေါင်းစုံကိုထွပြေးသွားကြပါတယ်။မိုးစိမွေးတဲ့လူကဒေါသပြင်းတဲ့ဂျပန်တွေကိုတယောက်ပြီးတယောက်ဓာတ်နဲ့တပ်ဖြတ်နေခဲ့ပါတယ်။ဂျပန်ဗိုလ်ကြီးအန်နာကဂါရီယက်ကိုထိုးချိန်ပြီးတော့သူ့ကိုဓာတ်နဲ့ထိုးတတ်တော့မဲ့အချိန်မှာပဲဗိုလ်ကြီးကော်လန်ကဝင်ခဲ့ပေးခဲ့ပါတယ်။ အနာကသူ့ကိုလည်းတက်ခိုက်ခဲ့ပေမဲ့မနိုင်ဘဲကော်လန်ကသူ့ကိုတွန်းချလိုက်ပြီးတော့လက်တပည့်ထဲနဲ့ထိုးကြည့်လိုက်ပါတော့တယ်။ဒါမဲ့တက်ကူရီရောက်လာတဲ့အခါမှာတော့ကော်လန်ကိုပြစ်တက်ခဲ့ပါတယ်။ Rice ကတော့လူတစ်ယောက်လိုနေသေးတာကိုသတိထားမိခဲ့ပြီးအီတာရဲ့တဲတဲ့ကိုပြေးဝင်သွားခဲ့ပါတယ်။အီတာက Rice နဲ့ဒါချင်းရှင်တက်ခိုက်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ဒါလို့ကြသွားချိန်မှာတော့ Pistol နဲ့ပြစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့ Rice ကအသာစီးရပြီးအီတာကိုတေတဲ့အထိထိုးကြည့်ဖို့လုပ်ခဲ့ပေမဲ့ Gabriel ကသူ့ကိုဆွဲခေါ်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်တော်တဲ့ထွက်ပြေးနေတော့အန်တာကသူတို့ကိုတနက်နဲ့ပြစ်ကတ်ခဲ့ပေမဲ့လည်းအီတာကမတက်ဖို့တားမြစ်လိုက်ပါတယ်။အသည့်ရှင်ကြံရစ်တဲ့စသုံးပန်းတွေကလေယံမှုကိုချက်ပြပြီးလေယုံစည်းစစ်နဲ့ချီထားတဲ့ကျိုးကိုဆွဲဆန့်ခဲ့ကြပါတယ်။သူတို့ကကယ်တင်ခံရဖို့လေယုံစည်းစစ်ထဲမှာထိုင်နေခဲ့ကြပေမဲ့လည်းစစ်သားတွေကသူတို့ကိုလေးပဲလေးလံဝန်းရံလာခဲ့ကြပါတယ်။ကိုက်လေယံမှုကသူတို့အားလုံးကိုပြစ်ချခဲ့ပြီးတည်ဆုံသွားတဲ့အထဲမှာဂျမန်စစ်သားငယ်လေးလည်းပါခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေရိကန်လေယံမှုကလေယုံစည်းစစ်ကိုဆွဲတင်နိုင်ခဲ့ပါတယ်။ တွင်မပြေးနိုင်ခဲ့ကြတဲ့သူတွေကတော့ထပ်ပြီးတော့ဖမ်းဆီးခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Rice ကဂျပန်တိုကျိုကဆရာကိုအီတာကြောင်းပေးလိုက်တဲ့အခါမှာတော့သူကအရင်နှစ်ကလေးကဆုံးသွားတာကိုသိလိုက်ရပါတယ်။အီတာရဲ့သားကသူ့ကိုတားမြစ်ထားတဲ့ဒီစနစ်ကိုပြသဖို့တောင်းဆိုခဲ့ပြီးတော့တိုက်ခိုက်ဖို့စင်ခေါ်လိုက်ပါတယ်။ Rice ကလည်းမငင်းခဲ့ပဲနဲ့တိုက်ခိုက်ခဲ့ပြီးတော့နိုင်ရသွားခဲ့ပါတယ်။ရှုံးနေသွားတဲ့တိုက်ခိုက်သူမကသူ့ကိုတစ်ချက်တည်းနဲ့တပ်ဖြစ်ဖို့တောင်းဆိုခဲ့ပေမဲ့ Rice ကတော့သူ့လက်တီကိုမျက်နှာနဲ့အနှဲငယ်ကွာမှာပဲရှက်လိုက်ပါတယ် ောက်ဆုံးနှုတ်ဆက်စကားမပြောခင်မှာဤတားရဲ့သားက Rice ကိုသူ့ဘီရဲ့လဝါကတ်တိုင်ကိုပြန်ပေးခဲ့ပြီးတော့သူ့ဘီကတရားရောက်လာယူမယ်လို့မှာခဲ့ကြောင်းကိုလည်းပြောခဲ့ပါဗျ။နောက်ဆုံးမှာတော့ Rice ကဥညွတ်ပြီးတော့တိုဂျိုကနေထွက်လာခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့နော်အစုံဒီနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ